အာဆင်နယ်လိုအပ်နေတဲ့အချိန်အဝါကိုယူဆောင်လာပေးသူအစီအာဆင်နယ်ရဲ့နေပြမီကီယာဒီတာကမနေ့ကချင်းပြိုင်ကစားခဲ့တဲ့မြို့ကန်ပြိုင်မှာစပါတင်နဲ့ဘောစင်မှာဟတ်ထွေးသွင်းယူခဲ့တဲ့အင်္ဂလန်တိုက်စစ်ကစားမအစီကို2 2 2ဂုံပြူသွားခဲ့ပါတယ်အာဒီတကအစီကလက်ရှိအာဆင်နယ်တင်းလိုအပ်နေတဲ့အချိန်အဝါကိုယူဆောင်လာခဲ့သူဖြစ်ကြောင်းထောက်ပြပြောကြားခဲ့ပြီးသူရဲ့စစ်တောင်းကြီးကအာဆင်နယ်တင်းရဲ့နာဂတ်အတွက်အလွန်ရေးကြီးတဲ့လက္ခဏာတရဖြစ်ကြောင်းကိုအလေးပေးခဲ့ပါတယ် အတန်းဆက်ကုန်နေရရှိပြီဖြစ်တဲ့အဇီကခုနှစ်နေရာဒီကမှာစကရစ်တယ်ဘယ်လီတင်းကနေအာဆင်နယ်အသီးကိုပေါင်60%သမား5တန်းနဲ့ကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တယ်လို့ဖြစ်ပါတယ်။သူကပွဲတော်ကစားမဖြစ်သူ့ရဲ့နေရာကိုစတင်ရယူနိုင်ခဲ့ပြီးအတင်းတခုချင်းဒီပြိုင်ပွဲဆို16ပွဲမှာ5ဂိုးတိတင်းယူပေးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။သူ့ရဲ့ခြေစုံကဆောဝိုင်းမှာနိုင်ငံနေကွေးနေပေမဲ့လည်းအခုကမှတော့အာဂျီတာရဲ့ကစားကွက်နဲ့ပိုးပြီးအသားကျလာတာကိုတွေ့ရပါတယ်။အထူးခြားသောမှာတော့မင်းကြီးကစပါတင်းကို၄ဂိုးတကူနဲ့ဂိုးပြနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအဇီကတူဦးနဲ့ဟက်ထရစ်တင်းယူခဲ့တာပဲဖြစ်ပါတယ်။ သူကဒီစက်ဆောင်ကြီးကမြောက်လန်တန်တာပြီးပရီးမီးယားလိပွဲစဉ်မှာပထမဆုံးဟက်ထရစ်သွင်းနိုင်သူဖြစ်တဲ့သမိုင်းဝင်မတ်တန်တင်ခဲ့ပါတယ်။သူကထူးခြားတဲ့ခြေစဉ်နောက်မှာဒီပွဲရဲ့ပွဲစဉ်လိုက်အကောင်းဆုံးပသမဆုကိုလည်းရရှိခဲ့ပြီးပွဲပြီးမှနိမြအဒီတာကသူ့ကိုခုလိုမျိုးချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။အဒီတာက SC ပုံမှာသူ့ရဲ့ခံစားချက်ကိုကျွန်တော်သူ့အတွက်ရမ်းပြောချွင်ရပါတယ်။ဒါကြောင့်လဲဆိုတော့ဒါဟာသူ့အနေနဲ့အတင်းအတွက်ထူးခြားတဲ့တစုံတရာယူဆောင်ပေးတဲ့နေဖြစ်လို့ပါပဲ။အဲ့ဒီရာကတော့အတင်းလိုအပ်ကြည့်တဲ့အချိန်ပေါ်တစ်ခုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ အတိတ်ကညွန်ပြောဆိုလိုက်တဲ့အချိန်မှာဆိုတော့အတင်းကိုပုံမှန်မြန်မာတဲ့အဆင့်ကိုတွန်းပေးမယ်အရေးပါတဲ့ခိုက်တဲ့နေရာမှာဖီးယားကိုကြော်လွားကပွဲကိုဆုံးဖြတ်ပေးနိုင်တဲ့ဆွမ်းဆောင်ရည်ကိုဆိုလိုလာတဲ့ဖြစ်ပါတယ်အာဆင်နယ်တင်းကယင်းနေ့ကအရေးပါတဲ့ပွဲရည်နဲ့မှာစစ်တပိုင်းဆိုင်ရာအားနည်းခဲ့ပူပြီးအစီအစပါလို့မျိုးပြိုင်မှတ်ကိုဟတ်တစ်သွင်းယူနိုင်ခဲ့တာကအတင်းရဲ့ယုံကြည်မှုနဲ့စစ်တပိုင်းဆိုင်ရာခွန်အားကိုတဟုန်တို့မြင့်တင်ပေးလိုက်တဲ့အရေးပါတဲ့စိတ်ဓာတ်ခွန်အားဖြစ်လာခဲ့ပါတယ်အစီအစဆွမ်းဆောင်ရည်ကအာဆင်နယ်တင်းရဲ့လီပလာစင်ကောင်မှုတို့ရဲ့အရေးပါတဲ့အားပြည့်မှုတစ်ခုဖြစ်လာခဲ့ပါတယ်အာဆင်နယ်တင်းကဒီပွဲမှာနိုင်ရရှိခဲ့တာကြောင့်ပရီးမီယာလိမ်မပေးစရာထိတ်ဆုံးမှတင်းကြီးစွာဦးဆောင်နိုင်ခဲ့ပြီးဒုတိယနေရာကချက်စီတင်းကိုချောင်းမတ်တီဖျက်ထားနိုင်ခဲ့တယ်လို့တတိယနေရာကမက်စတီတင်းကိုလည်းခုနှစ်မှတ် ဒီမှာဘူတင်းကိုစက်တမတ်အထိဖျက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အစီအစဉ်ချင်းတော်ပြမှုနေတဲ့အတူအာဆင်နယ်တင်းကခုရက်ဒီမှာလီဗလာအတွက်အဓိကစိန်ခေါ်သူဖြစ်ရပ်တည်နိုင်ဖို့ခိုင်မာတဲ့ခြေလှမ်းတွေကိုစတင်နေပြီလည်းဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့